မင်္ဂလာပါဆလောင်းမှာတချို့ဆလောင်းတွေမှာပျောက်နေတဲ့နော်ဗုဒ္ဓလိုင်းနဲ့မဟာဘောဓိလိုင်းထက်နေပေါ့နော်ရင်းတော့ remote controller menu ကိုနှိပ် password တောင်းမှဆိုရင်3ည4လုံးရိုက်လာပြီးရင်အဲမှာဒုတိယအတန်း installation ဆိုတာကို okay နှိပ်မယ်နော် installation ဆိုတာကို okay နှိပ်အဲ့ဒီမှာ remote ကအနီရောင်ခလုတ်ကလေးကိုနှိပ်မယ် ဗမူးကအနီရောင်ကလုတ်လေးနှိပ်တဲ့အခါမှာဂျိုရုအစ်စ်ရေးဖို့နေရာလေးတစ်ခုကြာလာလိမ့်မယ်အဲ့လိုကြာလာပြီဆိုရင် OK နှိပ်ပြီးလိုက်တာနဲ့ကီးဘုတ်ပေါ်လာလိမ့်မယ်နော်ဒီမှာကီးဘုတ်မှာနံပါတ်လေးတစ်ခုရေးပေါ့ BT ပေါ့နော်ရေးလိုက်တော့မသိလို့အတူပေါ့ B D ဒါပြီးရင်အဲ့လိုလေးရေးပြီးပြီဆိုလို့ရှိရင်အဲအဝါကိုနှစ်ချက်နှိပ်လိုက်မယ်အဝါရောင် ခလုတ်လေးကို remove အဝါရောင် ခလုတ်လေးကိုနှစ်ချက်နှိပ်မယ်တစ်ချက် နှစ်ချက်ဒါဆိုဒီမှာနံပါတ်လေးတစ်ခုရသွားပြီနံပါတ်ရသွားပြီဆိုရင်အတန်ချဲ့တဲ့ခလုတ်လေးကိုတစ်ချက်နှိပ်မယ်နော်ဟိုဘက်ညာဘက်ကအကွက်ကိုရောက်သွားမယ်ဒီမှာ LNB frequency 5150အဲ့တော့အဲ့5150ကိုကျွန်တော် OK နှိပ်မယ်နှိပ်လိုက်တဲ့အချိန်မှာအောက်ဆုံးက universal ဆိုတာကိုသွားပြီးတော့ OK တစ်ချက်နှိပ်ဒါဆိုရပြီနော် universal လို့ဖြတ်သွားရင်ရပြီ86ကိုနှိပ်မယ် is in name yes or no mail လို့ရှိရင် yes ဘက်ကိုအတန်တိုးတဲ့ခလုတ်နဲ့ပြောင်းပြီးတော့ โอเคနှိပ်မယ်ဟုတ်ပြီဒါဆိုရင်ဒီနံပါတ်6 BD ဆိုတဲ့ဟာကိုကျွန်တော်စက်မေးခလုတ်နှိပ်မယ်အနီရောင်ရခနီရောင်ခလုတ်ရဲ့အောက်ကစက်မေးကိုနှိပ်မယ်စက်မေးခလုတ်နှိပ်လိုက်တဲ့အခါမှာ TV ရဲ့ဘယ်ဘက်မှာအနက်ရောင်အကွက်နဲ့ TP ဆိုတဲ့အပိုင်းလေးဖြစ်နေမယ်နော်အဲ့ဒီကမှာအနီရောင် REC red ဆိုတဲ့ခလုတ်ကိုထပ်နှိပ်ပေးလိုက်ဒါဆိုရင်ကျွန်တော် frequency ရေးဖို့နေရာတစ်ခုထပ်ပေါ်လာပြီအဘော frequency ဆိုတဲ့အတန်းမှာ 1335နှစ်ဆိုတော့ရိုက်မယ်1335နှစ်အဲ့ရပြီဆိုရင်အောက်က sample rate မှာ3000လို့ရိုက်မယ်အောက်က polarity ကိုတော့8ဖြစ်နေတာကိုအတန်ချဲ့တဲ့ခလုတ်လေးနှိပ်ပြီး v လို့ပြောင်းလိုက်ရင်ရပြီနော်အဲ့တော့အောက်က save ကိုဆွဲချလိုက်ဒါဆိုရင်ဒီဘက်မှာကုန်နံပါတ်ကရသွားပြီစင်ကနယ်လည်းတက်လာပြီပေါ့နော် ပြီးရင်တော့ပြာရောင်အသေးပုံနဲ့ EPG ဆိုတဲ့ခလုတ်လေးကိုနှိပ်ပေးလိုက်ရင် search ဆိုတာလေးကိုတမ်းမနှိပ်လိုက်နဲ့နှိပ်လိုက်လည်းရတယ်เนาะ line တွေအများကြီးဝင်လာမှာပေါ့เนาะအဲ့တော့အပေါ် normal ကိုသွားမယ် scan မှု normal ဆိုတာကိုအတန်ချဲ့တဲ့ခလုတ်တစ်ချက်နှိပ်ပြီးတော့ပြောင်းလိုက်ပြောင်းလိုက်အောက်က video pit เนาะအဲ့တော့ video pit မှာတော့94 39 94လို့ရိုက်မယ်เนาะ0 0 5 4 0054နော်အဲ54အောက်ကကျတော့0053 0053အဲအောက်ဆုံးက PCR ပစ်မှာကျတော့အပေါ်ကဗီဒီယိုပစ်နေအတူတူပဲ0054 0054ဒါဆိုရပြီအောက်က search ကိုဆွဲချမယ်ဆွဲချပြီ OK နှိပ်ဟုတ်ဒီမှာ ဗုဒ္ဓဆိုတဲ့ line လေးဝင်လာပြီဝင်လာရဲ့ search phoenix ကို okay နှိပ်ပေးလိုက်ဒါဆိုရပြီเนาะနောက်တစ် line ကမဟာဘောဓိမဟာဘောဓိ line ထည့်မယ်ဆိုရင်မီနူးပြန်နှိပ်မယ် password လေးလုံးတုံညာလေးလုံးရိုက်မယ် installation မှာ okay နှိပ်မယ်နောက်အဲ့ bd ဆိုတဲ့ဟာကိုတခါ set me နှိပ်မယ်အနီခလုတ်ရဲ့အောက်က set me ကိုနှိပ်မယ်အဲ့လို့ရှိရင်နောက်ထပ်တစ်ခါအနီးအနီးကိုတစ်ချက်နှိပ်မယ် RE0 အနီးကိုနှိပ်တဲ့အချိန်မှာ နောက်ထပ် frequency တစ်ခုထပ်ထည့်ရမယ်เนาะ1 2 6 3လေးအပေါ် frequency မှာ1 2 1မှာတော့ရင်နောက်ပြန်ဆုပ်လို့ရတယ်အတန်တိုးအချက်လေးနဲ့အတန်တိုးတဲ့ခလုတ်လေးနောက်ပြန်ဆုပ်မယ်เนาะဒီမှာဒီလိုလေး1 2 6 3ညာလေးအောက်က sample rate မှာ3000လို့ရတယ် နောက်ကပိုလာရိုဒီမှာအိတ်ကိုအတန်ချက်ခလုတ်လေးနှစ်လိုက်ဖူးဖြစ်သွားရင်ရပြီ save okay nate ဒါဆိုဒီမှာနံပါတ်2နေရာမှာရောက်ပြီเนาะ single လက်တက်လာပြီဒါဆိုရင် EPG အပြာရောင်အသေးပုံခလုတ်ကိုနှိပ်မယ်အဲ့တော့ size ကိုတမ်းမနှိပ်လိုက်နဲ့နှိပ်လိုက်လည်းရပါတယ်เนาะ line တွေအများကြီးဝင်လာမှာပေါ့အဲ့တော့ normal ကိုသွားမယ် normal ကိုသွားမယ်အတန်အချက်ခလုတ်လေးတစ်ချက်နှိပ်မယ်အဲ့တော့သူ့ရဲ့ pit ကိုရရမှာအောက်က video pit ပေါ့နော် video pit ခွန်1 do071 00 71ဆိုပြီးเนาะနောက်တစ်ခုကအောက်က audio pit 0072 0072เนาะတစ်ခုက PCR pit က video pit နဲ့အတူတူပဲ0071ပြီးရင် search ကိုဆွဲချပြီးတော့ okay နှိပ်လိုက် ဒါဆိုရပြီနော် search phoenix မှာ okay နှိပ်ပေးလိုက်နောက်တစ်ခုကအဲ့လို line ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ line ကိုနောက်ဆုံးမှရှိနေလို့ရှေ့ကိုရွှေ့ခြင်းတယ်ရွှေ့နီးလေးပေါ့နော်မီနူးနှိပ်မယ်0 0 0 0လေးလုံးရိုက်ပြီးလို့ရှိရင်အပေါ်က edit channel မှာ OK နှိပ်เนาะ TV channel list ကို OK နှိပ်ဟုတ်ပြီအဲ့ဒီမှာအပေါ်မှာအနီတို့အစိမ်းတို့အဝါတို့အပြာတို့လေးတွေရှိတယ်အဲ့တော့အဝါရောင်က move เนาะရွှေ့မယ်လို့ဆိုတော့အဝါဒွမ်မှုကအဝါခလုတ်လေးကိုတစ်ချက်နှိပ်เนาะအဝါလေးကနည်းနည်းကြီးသွားတယ်အဲ့ဒါဆိုရင်ကိုရွှေ့ကျင်တဲ့ line ကို OK ပေးလိုက်မဟာ body OK ပေးလိုက်ပြီဟုတ်ပြီအဲ့ဆိုကျွန်တော် နောက်ဆုံးမှာရှိရတဲ့အောက်ဆင်းသွားရင်အရှိဆုံးရောက်သွားမယ်သူကဟောဒီမှာနံပါတ်၄ဟော MRD4 ရဲ့အပေါ်ထားလိုက်မယ်အဲ့နေရာထားချက်နဲ့ဆိုရင်ကိုထားချက်နဲ့ရောက်ပြီဆိုရင် OK ပြန်နှိပ်လိုက်ဟောပြီးရင်စောစောကဗုဒ္ဓလိုင်းကိုပြန်သွားမယ် OK နှိပ်မယ်ပြီးရင်အဲ့လိုပဲတဲလာခဲ့မယ်နော်အပေါ်အောက်တစ်ခုခုနဲ့တဲလာခဲ့မယ်တဲလာခဲ့ပြီးရင်ကိုထားချက်နဲ့နေရာရောက်ပြီဆိုရင် OK နှိပ်လိုက်ဒါဆိုရှေ့ကိုရောက်သွားပြီနော်အဲ့တော့ ပြန်ထွက်တော့မယ်ဆိုရင် exit ကိုနှိပ်မယ်နောက်တစ်ချက်ဆက်နှိပ်မယ်အဲ့မှာ yes or no မေးရင် yes ကို okay နှိပ်ပေးလိုက်အဲဆိုပြန်ထွက်လိုက်တော့ရပြီ exit နဲ့ပြန်ထွက်ပြီးရင်ဟို line တွေကရှေ့ဆုံးကိုရောက်သွားပြီပေါ့နော်